ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့ခုဒီနှစ်ဦးမှာပရိင္ဃာပေါ့နော်နှစ်ဦးမှာပရိင္ဃာ90ခုနှစ်မှာတခါဖြစ်တာနော်အဲဒါဒီကက်က3ကက်ပဲရှိတယ်နှစ်ဦးမှာပရိင္ဃာတဲ့နော်နှစ်ဦးမှာပရိင္ဃာအဲ့နှစ်ထဲမှာပဲသူကအကျိတ်20နဲ့3ချိန်မှာပရိကူနော်23ချိန်မှာပရိကူအဲ့ပရိကူက24ချိန်မှာရှေးပေါင်း6လို့ရိုက်တာနော်ဒါ3ကက်ပဲရှိတယ်နော်နှစ်ဦးမှာပရိင္ဃာ နှူးမှာပရိတ်က23ကြိမ်မှာပရိတ်ကို24ကြိမ်မှာအဲ့ပရိတ်ကိုရှေ့ပေါင်းကိုရိုက်တာเนาะဒါပထမကတ်ဒုတိယကတ်ကဒီမှာရှိမယ်နောက်ဒုတိယကတ်96ခုနဲ့မှာတစ်ခါရှိမယ်เนาะနှူးမှာပရိတ်ကเนาะနှူးမှာပရိတ်ကအဲ့ပရိတ်ကအဲ့နှစ်ထဲမှာပဲ23ကြိမ်မှာပရိတ်ကိုရိုက်တယ်เนาะ23ကြိမ်မှာသူကပရိတ်ကိုရိုက်တယ်အဲ့ဘရိတ်ကူက24ကြိမ်မှာရှေးပေါင်းကိုရိုက်တယ်เนาะရှေးပေါင်းကိုရိုက်တယ်ဒါဒုတိယကတ်เนาะ တတိယကပ်ကဒီမှာ ရှိမယ်သုံးကပ်ပဲရှိတယ်နော်တတိယကပ်ကဒီမှာရှိမယ်နော်နှူးမှာဗရိငါတဲ့နှူးမှာဗရိငါအဲ့နဲ့23ချိန်မှာပဲဗရိကိုရိုက်တယ်နော်ဗရိကို23ချိန်မှာဗရိကိုရိုက်တယ်အဲ့ဗရိကို24ချိန်မှာရှေးပေါင်းကိုလို့ရိုက်တာနော်ဒီသုံးကပ်ပဲရှိတယ်နော်ဟုတ်ပြီပြောချင်တာဗာလဲဆိုတော့အဲ့ဒီမှာသူကအဲ့ဒီလို frame တဲလိုက်တာ ਨੇ တဲ့ အဲ့လို frame တည်လိုက်တာနဲ့နှစ်ဦးမှ brain ငါးတည်တယ်နှစ်ဦးမှ brain ငါးတည်တယ်23 3ချိန်မှာ brake ကို23ချိန်မှာ brake ကို24ချိန်မှာရှေပောင်းကိုတည်လိုက်တည်လိုက်တာနဲ့သူက brake ကို brake ကိုရှေပောင်းကိုဆိုကိုနှလုံးပေါ့နော်ဒီမှာ brake ကို brake ကိုကရှေပောင်းကိုဆိုကိုနှလုံးနော်အဲ့ဒီကိုနှလုံးနဲ့နှစ်ဦးမှ brain ငါးတည်ထားတဲ့အတွက်နှစ်ဦးမှ brain ငါးတည်ထားတဲ့အတွက်ကိုနှလုံးနဲ့ brain ငါးနော်ကိုနှလုံးနဲ့ brain ငါးဆိုတော့ ိုကိုခွန်ဆိုတဲ့ကဏ္ဍမဟုတ်ကိုဘူးနဲ့ပရင်ကကိုကိုခွန်ဆိုတဲ့ကဏ္ဍနောက်နှစ်မှာလိုက်ထွက်တယ်သူကနော်ကိုကိုခွန်ဆိုတဲ့ကဏ္ဍအာစနစ်နဲ့လိုက်ထွက်တာဗောနော်နောက်နှစ်မှာကိုကိုခွန်ဆိုတဲ့ကဏ္ဍလိုက်ထွက်တယ်နော်ဒုတိယကတ်မှာလည်းသူအိုက်တိုက်မကစားခဲ့တယ်နော်ဒုတိယကတ်မှာလည်းသူအိုက်တိုက်မကစားခဲ့တယ်နှစ်ဦးမှာပရင်ကတည်ထားတယ်အဲ့ပရင်ကတည်ထားတဲ့အတွက်24လေး23ညမှာပရိတ်ကို24ညမှာရှေးပေါင်းကိုဖြစ်တဲ့အတွက်ကိုနှလုံးပရိတ်ကိုရဲ့ရှေးပေါင်းကိုဆိုကိုနှလုံးနဲ့နှစ်ဦးမှာပရင်က တဲထားတာဖြစ်တဲ့အတွက်တဲ့ကိုးနှလုံးနဲ့ brain ငါကိုးဘူးနဲ့ brain ငါခဏတကွခုန်ကိုးကိုးဆိုတော့ခဏနောက်နှစ်မှာလိုက်ထွက်ပေးတယ်နော်တော့ကိုးကိုးခုန်ဆိုတော့ခဏနောက်နှစ်မှာလိုက်ထွက်ပေးတယ်နော်အခုဒီမှာတက်တရကံမှလည်းသူဒီတိုင်းပဲကစားခဲ့တယ်နော်နှူးမှာ brain ငါတည်တယ်အဲ့ brain ငါ23ညမှာ brain ကို23ညမှာ brain ကို24ညမှာရှေးပေါင်းကိုဖြစ်တဲ့အတွက်ကိုကိုနှလုံးဖြစ်နေတဲ့အတွက်ကိုနှလုံးနဲ့ နှီးဦးမှာဗရိတ်ငါးတဲထားတဲ့အတွေ့တဲ့နော်ကိုနှလုံးနဲ့ဗရိတ်ငါးကဏ္ဍကိုကိုခုံနောက်နှစ်မှာလိုက်ထွက်တယ်ကိုကိုခုံအာစနစ်နဲ့ထွက်တာနော်သူကသူကကိုကိုခုံအဘူးသုံးခွက်ကိုပထမကမ္မခုံကိုကိုဒုတိယကမ္မကိုကိုခုံတတိယကမ္မကိုခုံကိုဆိုတော့ခုံကိုကိုအာသုံးခွက်စလုံးပြည့်အောင်ထွက်ပေးသွားတာနော်ဟုတ်ပြီပြောချင်တာကသူထွက်ပြီးတာနဲ့တဲ့နောက်နှစ်မှာတဲ့နော် ဲ့ဒီကိုကိုခုံထွက်ပြီးရတယ်သူ့အောက်တပွဲကျော်မှာသူခွာပေါင်းချင်းရှစ်တည်းရိုက်သေးရနော်ဒါတွေကမလိုတော့လို့မပြောတော့တာကိုကိုခုံထွက်ပြီးအောက်မှာခွာပေါင်းချင်းရိုက်တယ်နော်ထားလိုက်တော့ဒါတွေကအဲ့ဒီမှာသူကသူထွက်ပြီးရတယ်နောက်နှစ်မှာ89နောက်တွဲတဲ့နော်၅ချိန်မှာနော်သူကတိုင်မင်းနဲ့လာမှာနော်89နောက်တွဲဟိုတဲ့သူကကိုထိတ်ကပ်ပြီးမှကိုခုံကိုဆိုတော့ကဏ္ဍတပွဲထပ်လိုက်ထွက်တယ်နောက်နှစ်မှာနော်နောက်နှစ်မှာခုံကိုနောက်တွဲကိုကိုထိတ်ကြီးကပ်ပြီးတော့ကိုခုံကိုဆိုတော့ကဏ္ဍတပွဲလိုက်ထွက်တယ်ဒုတိယကပ်မှာကြတော့ အိုက်ကူဟိုထွက်ပြီးတော့နောက်နှစ်မှာဖုန်ကူနောက်တွဲဟိုတဲ့ရှစ်ထိတ်ကပ်ပြီးတော့မှရှစ်ကိုခုံဆိုကနန်းလိုက်ထွက်တယ်ပထမကတ်ထွက်တဲ့ချိန်မှာ၅ချိန်မှာထွက်တယ်ခုဒုတိယကတ်ထွက်တဲ့ချိန်မှာ၃ချိန်မှာထွက်တယ်နော်၃ချိန်မြောက်မှာထွက်တယ်သူထွက်တော့မဆိုရင်တော့ကိုးနောက်ဘိတ်ကအောက်တွေမှာပဲထွက်တယ်တဲ့နော်ပထမကတ်မှာလည်းသူကကိုးနောက်ဘိတ်ကအောက်မှာပဲထွက်ခဲ့တယ်နော်ဟုတ်ပြီဒါဆိုရင်ခုတတိယကတ်သူထွက်ပြီးရတယ်တဲ့နောက်နှစ်မှာတဲ့ခွန်ကိုးနောက်ရွယ်ကိုပထမကတ်မှာ၉ထိတ်ကတ်ထွက်တယ်ဒုတိယကတ်မှာ၈ထိတ်ကတ်ထွက်တယ်ခုတတိယကတ်မှာ၇ထိတ်ကတ်ထွက်တယ်နော် သူထွက်တော့မစင်လဲသူ့ပေါ်မှာနှစ်တုံညာကိုရှိတယ်ကိုနောက်ဘက်ကအောင်မှာပဲထွက်တယ်နော်ခွန်ကိုနောက်တွဲကိုပထမကမှာကိုကတ်ထွက်တယ်ဒုတိယကမှာရှစ်ထိတ်နဲ့ကတ်ထွက်တယ်အခုတတိယကမှာခွန်ကိုနောက်တွဲကိုခွန်ထိတ်နဲ့ကတ်ထွက်ခဲ့တယ်နော်တစ်ချိန်မြောက်မှာပထမကမှာ၅ချိန်မှာဒုတိယကမှာ၃ချိန်မှာအခုတတိယကမှာတစ်ချိန်မြောက်မှာနော်သူက timing အမှန်နဲ့ထွက်သွားတာနော်ဟုတ်ကဲ့အဲ့ဒါပထမကကိုပြန်သွားမှာနော်အဲ့တော့ပြောချင်တာသူထွက်ပြီးကြာနေတဲ့အဲ့ကောင်ထွက်ပြီးကြာနေအဲ့နှစ်အချိန်20မှာပေါ့နော်အဲ့နှစ် အချိန်20ကိုကျွန်တော်တို့ဖမ်းပါဒီအချိန်20မှာထွက်တဲ့ခဏနော်ဒီအချိန်20မှာထွက်တဲ့ခဏဒီတဲ့649เนาะ649เนาะနောက်ဒုတိယကံမှာလည်းပဲ तू ကဒီ69ကိုခွန်လိုက်ထွက်ပြီးပြီထွက်ပြီးရတယ် तू ကသူ့အဲ့နဲ့အချိန်20မှာထွက်တဲ့ခဏဒီ649ပြီးတော့648ဆိုတဲ့ခဏအချိန်20မှာเนาะ648 အခုဆိုရင်ဒါဆိုရင်အခုအခုကြိမ်20မှာ तू ကအခုကြိမ်20မှာဒီမှာခွန်6ခွန်6ခွန်6နောက်တွဲကိုခွန်ထိတ်နဲ့လည်းကတ်ထွက်သွားပြီเนาะထွက်သွားပြီးတော့ तू အခုနှစ်ကြိမ်20မှာတဲ့ तू ထွက်မဲ့ကဏ္ဍဒီ तू က64ခွန် तू ကဏ္ဍပေါ့เนาะ64ခွန်เนาะ64ခွန် R ပေါ့เนาะ तू R 64ခွန် R เนาะဒါဆိုပထမကံမှာ64ရှိပထမကံမှာ64ကိုဒုတိယကံမှာ64ရှင်းနေသွားတယ်เนาะဒုတိယကံမှာ64ရှင်းเนาะ ရှင်းလေးအခုတက်တဲ့အခါမှာ64ခွန်ဆိုတဲ့ကဏ္ဍကိုကစားခြင်းနော်အဲ့64ခွန်ဒီလည်းတခြားမဟုတ်ဘူးတဲ့ तू ကအဲ့64ခွန်ဒီဘယ်ကလာလဲဆိုတော့ तू ကပရမကံမှာခွန်ကိုကိုဆိုကဏ္ဍထွက်ပြီးတော့ခွန်ကိုနောက်တွဲဘူးတဲ့ကိုထိတ်နဲ့ကတ်ထွက်တယ်နော်အဲ့ကိုထိတ်ကိုကတ်ထွက်တဲ့တွဲတဲ့သူ့ကို तू ကတုံညာခွန်ခွန်မတန်နဲ့ပေါင်းတာပေါ့နော်တုံညာခွန်ခွန်ကိုခွန်ကိုတုံညာခွန်ခွန်မတန်နဲ့ပေါင်းတာတုံညာခွန်ခွန်မတန်နဲ့ပေါင်းလိုက်တာနော်အဲ့တော့ကိုနဲ့တုံညာနဲ့ပေါင်းတော့ကို 99ပေါင်းတော့4 99ပေါင်းတော့6နော်ခွန်လေး6လေး6ဆိုတော့ကဏ္ဍအဲ့အကျိတ်20မှာလားထွက်ပေးရတာနော်အဲ့6လေး6ဆိုတော့ကဏ္ဍအဲ့အကျိတ်20မှာလားထွက်ပေးရတာနော်သူထွက်တော့မဆိုလို့ရှိရင်လည်းပဲတဲ့သူကဘရိတ်ခွန်ထောက်ထားတယ်သူဆောင်မှာနော်ဘရိတ်ခွန်ပုံသေးထောက်ထားတယ်အဲ့ဘရိတ်ခွန်ဒီလည်းပဲတစ်ချောက်တစ်လုံး၄6ကိုတစ်ချောက်တစ်လုံး2ခွန်တစ်လုံး၄6တစ်လုံးနဲ့ပေါက်ထားတယ်ဘရိတ်ခွန်ဖြစ်ရမယ်အဲ့ဆောင်မှာလားထွက်ရမှာနော် ွန်ကိုနောက်ရွဲကိုတဲ့နော်ကိုထိတ်နေကပ်ပြီးတော့မှ तू ကဒီမှာကိုခွန်ကိုဆိုခဏထွက်တာအဲ့ခဏကိုတုံညာခွန်ခွန်နဲ့ပေါင်းတာနော်တုံညာခွန်ခွန်နဲ့ပေါင်းလိုက်တဲ့အခါကျတော့ကိုနဲ့တုံညာနဲ့ပေါင်းခွန်ကိုခွန်နဲ့ခွန်နဲ့ပေါင်းတော့၄ကိုနဲ့ခုနဲ့ပေါင်းတော့6ကိုလေး6ဆိုတော့ခဏလားထွက်ရတာเนาะအဲ့အချိန်20မှာဒီအချိန်20မှာပဲသူကလားထွက်တယ်သူထွက်တော့မသူဆောင်းမှာခွန်ဘရိတ်ထောက်ထားတယ်เนาะအဲ့ခွန်ဘရိတ်ဒီလည်းပဲတစ်ချက်တစ်လုံးတစ်ကိုတစ်လုံးနှစ်ခွန်တစ်လုံးနဲ့ပဲပောက်တဲ့ခဏဖြစ်ရမယ်เนาะဟုတ်ပြီဒါဆိုရင်အခုဒုတိယကက် ဲ့ဒုတိယကံမှာတော့ပထမကံမှာကိုးခုံနောက်တွဲဦးကိုးထိပ်ပောက်ပြီးမှကိုးခုံကိုးဆိုထွက်တာအခုဒုတိယကံမှာကိုးခုံနောက်တွဲဦးရှစ်ထိပ်နဲ့ကပ်ပြီးမှရှစ်ကိုးခုံထွက်ထားတယ်အဲ့ရှစ်ကိုးခုံဆိုတဲ့ကဏ္ဍကိုတဲ့သူကတုံညခုံခုံနဲ့ပေါင်းတာပေါ့နော်တုံညခုံခုံနဲ့ပေါင်းတာတုံညခုံခုံနဲ့ပေါင်းလို့ရှစ်နဲ့တုံညနဲ့ပေါင်းလို့ရှစ်နော်ခုံနဲ့ကိုးနဲ့ပေါင်းလို့ကိုးနဲ့ခုံနဲ့ပေါင်းလို့6ရှိချပ်နော်ခုနဲ့ခုနဲ့ပေါင်းတော့၄၈64ဆိုတဲ့ကဏ္ဍနော်အဲ့၈64ဆိုတဲ့ကဏ္ဍအဲ့ဒီအကျဉ်း20မှာလားထွက်ပေးရတာနော် ရှစ်ချောက်လေးဆိုတော့ကလန်းအဲ့ဒီအချိန်20မှာသူလားထွက်ပေးရတယ်နော်သူထွက်တော့မဆိုရင်လည်းပဲသူ့ရဲ့ဆောင်းမှာဗရိတ်ခွန်ပုံသေးထောက်ထားပါတယ်တဲ့နော်အဲ့ဒီဗရိတ်ခွန်ကလန်းဒီလည်းပဲတစ်ချောက်တစ်လုံးနှစ်ခွန်တစ်လုံးလေးခုတစ်လုံးနဲ့ပောက်ထားတယ်ဗရိတ်ခွန်ကလန်းပဲဖြစ်ရမှာနော်ဟုတ်ပြီဒါဆိုရင်တတရကတတရကကတင်ကိုရောက်သွားရင်နော်ပထမကမှာခုန်ကိုနောက်တွဲကိုနဲ့ကပ်ပြီးတော့ကိုခုန်ကိုထွက်တယ်အဲ့ကိုခုန်ကိုသုံးရခုန်ခုန်နဲ့ပေါင်းတော့ကိုလေးချောက်ထွက်တာနော်ဒုတိယကမှာခုန်ကိုနောက်တွဲကိုရှစ်ထိပ်ကပ်ပြီးတော့ရှစ်ကိုခုန်ဆိုတဲ့ကဏ္ဍထွက်တယ် အဲ့69ခုံကို39ခုံခုံမတ်တပ်နဲ့ပေါင်းတော့146ဆိုတဲ့ကဏ္ဍအားလိုက်ထွက်ပေးရတာနော်အခုတတိယကတ်ကြတော့ခုံ9နောက်တွဲကိုခုံထိတ်နဲ့ကပ်ပြီးပေါက်တာဖြစ်သွားပြီနော်အဲ့ခုံ9နောက်တွဲကိုခုံထိတ်နဲ့ကပ်ပေါက်တဲ့အတွက်အဲ့ခုံခုံ9ကိုတဲ့သူကခုံခုံ9ကို39ခုံခုံနဲ့ပေါင်းတာနော်39ခုံခုံနဲ့ပေါင်းလိုက်တဲ့ခါကျတော့ကျွန်တော်တို့ခုံ46ဆိုတဲ့ကဏ္ဍနော်နော်အဲ့ခုံခုံကို39ခုံခုံနဲ့ပေါင်းတော့ခုံ လေး6ဆိုတဲ့ကဏ္ဍเนาะအိုက်ခွန်လေး6ဆိုတဲ့ကဏ္ဍအဲ့အခုအချိန်20မှာလာထွက်ပေးရမှာเนาะချိန်20မှာခွန်လေး6ဆိုအာပေါ့เนาะအိုက်ကဏ္ဍလာထွက်ပေးရမှာသူထွက်ဖို့အတွက်ကိုလည်းပဲသူစောင်းမှာတဲ့ဗရိတ်ခွန်ဒီတဲ့ပုံတွေထောက်ထားပါတယ်တဲ့เนาะအိုက်ဗရိတ်ခွန်ဒီလည်းပဲ16တလုံး2ခွန်တလုံး4ခွန်တလုံးနဲ့ပေါက်ထားတယ်ဗရိတ်ခွန်ကဏ္ဍဖြစ်ရမှာเนาะသူလာထောက်ထားเนาะ သူအဲ့ break ခွန်ထောက်တဲ့အချိန်မှာလည်းပဲเนาะဇောင်း၃လုံးက၅ဖြတ်ပြီးမှเนาะဇောင်း၃လုံး၅ဖြတ်ပြီးမှ break ခွန်ရိုက်တာအဲ့သူ့ဇောင်းမှာအဲ့၆၄ခုလာပေါက်တာเนาะဒုတိယကံမှာ၅ပြီးတော့6เนาะ၅ပြီးတော့သူကဇောင်း၃လုံး6ဖြတ်ပြီးကံမှာသူက break ခွန်ကဏ္ဍထောက်တာเนาะထောက်ပြီးကံမှာသူ့အောင်မှာသူ့ဇောင်းမှာ6ကို၄6ပြီးတော့6 4 6เนาะ6 4 6အာလိုက်ပေါက်တာเนาะသူတတိယကံမှာလည်းသူဒီတိုင်းပဲ၅6ဇောင်း၃လုံးခွန်ဇောင်း၃လုံးခွန်ဖြတ်ပြီးကံမှာ break ခွန်ကဏ္ဍ ထောက်တာเนาะအဲ့ကောင်ရဲ့ဇောင်းမှာထွက်မဲ့ကဏ္ဍဒီ64ခွန်ဆိုတဲ့ကဏ္ဍเนาะအဲ့ကဏ္ဍအာပေါ့เนาะအဲ့ကဏ္ဍဒီကိုဒီချိန်မှာလာပေါက်ပေးရမှာပေါ့เนาะဒီထဲမှာကစားထားတဲ့အများကြီးပဲเนาะဒါကျွန်တော်လိုရင်းကိုပဲပြပေးသွားတာเนาะဒီထဲမှာကစားထားတွေကအများကြီးပဲကစားထားတဲ့စနစ်တွေအများကြီးရှိတယ်အဲ့ထဲမှာအဓိကလိုရင်းကိုပဲချပြပေးရเนาะအဲ့တော့ဒီဘက်မှာကျွန်တော်က64ခွန်အာစနစ်ကို64ခွန်ဆိုတဲ့ကဏ္ဍကိုအာထိုးပေါ့ဗျာเนาะ၄နောက်ဘိတ်နဲ့ပိုးကြိုက်တယ်เนาะကျွန်တော်ကတော့၄နောက်ဘိတ်နဲ့ကြိုက်တယ်ခွန်64 604ဆိုတဲ့ခဏန်းကိုပို့ထုတ်ပြီးတော့ကျန်အားကိုပါပါရန်ပေါ့ဗျာနော်အကဲအားလုံးကိုလက်ကမ်းကောင်းကြပါစေဗျာနော်